တင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့စက်တင်ဘာလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတစ်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစ်ဆက်မှုလေးကိုစုံထိပ်ကြည့်ရှုနောက်ဆက်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနဲ့အရှုပ်ထွေးပြဿနာများကိုဖြေရှင်းကင်တွယ်ရေးတာဝန်ယူရန်အစဉ်အသင်းဖြစ်နေပြီလို့ကျန်းဖွတ်ပါတီဥက္ကဋ္ဌခင်ရီကကြေညာလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံမှာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနဲ့အရှုပ်ထွေးပြဿနာများကိုဖြေရှင်းကင်တွယ်ရေးတာဝန်ယူရန်အစဉ်သင့်ဖြစ်နေပြီဖြစ်ကြောင်းကျန်းဖော့ပါတီဥက္ကဋ္ဌခင်ကြီးကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ကြေညာလာပါတယ်။ကျန်းဖော့ပါတီအနေနဲ့တိုင်းပြည်တည်ငြိမ်ရေးတာယာဝါပြောရေးနဲ့လူငယ်လူရွယ်များရဲ့အနာဂတ်လှပစေရေးအတွက်တာဝန်ယူရန်အစဉ်သင့်ဖြစ်နေပြီဖြစ်ကြောင်းကျန်းဖော့ပါတီမှာတိုင်းပြည်ရဲ့ပြည်ထနာများကိုကင်တွယ်ဖြေရှင်းနိုင်တဲ့အရင်းအမြစ်လူပုတ်ကုန်းနဲ့ အထောက်အကူပြုအဖွဲ့အစည်းများရှိနေတဲ့အပြင်ပါတီခေါင်းဆောင်များရဲ့ဘဝဖြတ်သန်းမှုအတွေ့အကြုံနဲ့တာဝန်ဝတ္တရားများရဲ့အတွေ့အကြုံများအရာပြည်ထနာများကိုဖြေရှင်းနိုင်ကြောင်းချမ်းဖို့ပါတီမှာတိုင်းပြည်ပြည်ထနာများကိုဖြေရှင်းနိုင်တဲ့ခိုင်မာတဲ့စီမံချက်များရှိကြောင်းချမ်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုပါတယ်ကျွန်တော်တို့နိုင်ငံဟာငါနဲ့မတူငါရန်သူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့အတွေ့ခေါ်တွေကြောင့်လူသားအလုံးရဲ့အနာဂတ်တွေမျှော်မှန်းချက်တွေကြောက်လန့်တုန်လှုပ်မှုစတာတွေဟာ ချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လုပ်ရည်လို့ကျွန်တော်အခိုင်အမာယူဆပါတယ်။တိုင်းပြည်တည်ငြိမ်ဖို့တာယာဝါပြောဖို့လူသားအားလုံးနဲ့လူငယ်လူရွယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့အဲ့ဒါတွေပဲဖြစ်ပါတယ်။အရှုပ်ထွေးတွေအချိုးကွေ့တွေနေရာမှာကျွန်တော်တို့ဖျက်တမ်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့ရတဲ့တာဝန်ဝတ္တရားတွေရဲ့အတွေ့အကြုံစဉ်ဆက်မပြတ်လေ့လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရာ ဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းပေးနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်လို့ခင်ကြီးကပြောဆိုပါတယ်။ကြံ့ဖို့ပါတီကနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းရန်အချိန်ကန့်သတ်ချက်သတ်မှတ်ထားပြီးရလက်ကောင်းများထွက်ပေါ်လာမှာဖြစ်ကြောင်းခင်ကြီးကဆက်လက်ပြောဆိုပါတယ်။နောက်ထောင်ကောင်းကျုံတက်တက်ဆောင်ဖို့တွေ့လို့အလွတ်ရွတ်ပြနေမယ့်အစားတကယ့်ကိုအရေးရှိတဲ့ရလက်ကောင်းတွေပေါ်ထွက်လာတာနဲ့အတူဒီရလက်တွေကိုအချိန်ကန့်သတ်ချက် time frame သတ်မှတ်ပြီး တက်သေးပြနိုင်ဖို့ကျွန်တော်တို့အစဉ်အသင့်ရှိပါတယ်။ကျွန်တော်တို့မှတီလန်းစင်တွေကိုအကောင့်ထဲပုံနိုင်ဖို့အရေးချင်းရှိတဲ့လူပုတ်ကိုယ်တွေအပြည့်အဝရှိပါတယ်။အဲ့ဒီလူပုတ်ကိုယ်တွေကိုကျွန်တော်တို့အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေအထောက်ကူပြုဖွဲ့တွေကလည်းအခိုင်အမာရှိနေပါတယ်။အသင့်လည်းရှိကြပါတယ်။ကျွန်တော်တို့ဒါရီအားလုံးအတွက်ကျွန်တော်တို့ပါတီကပြင်ဆင်ဆောင်ရွက်မှုတွေဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်လို့ခင်ကြီးကပြောကြပါတယ်။ပြည်တွင်းမှာနေထိုင်ပြီးနိုင်ငံရေးအခြေအနေများကိုလေ့လာသုံးသပ်နေသူဝါရင်သတင်းစာဆရာတအုပ်က လက်ရှိတိုင်းပြည်ရဲ့အခြေအနေမှာစစ်တပ်အာဏာသိမ်းမှုနဲ့စစ်အာဏာသိမ်းရတွန်းအားပေးခဲ့တဲ့ကြံ့ဖို့ပါတီကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံရဲ့အာဏာကိုပြည်သူလူထုရဲ့ထောက်ခံမှုမပါဘဲရယူလိုနေတဲ့စစ်တပ်နဲ့ကြံ့ဖို့ပါတီကြောင့်အခြေအနေများဆိုးရွားခြင်းဖြစ်ကြောင်းလက်ရှိမှာကြံ့ဖို့ပါတီကရွေးကောက်ပွဲကိုပုံစံမျိုးစုံနဲ့အနိုင်ရယူကြိုးပမ်းပြီးစစ်တပ်နဲ့အတူတွဲဖက်အာဏာယူမဲ့အခြေအနေမြင်ရကြောင်းသုံးသပ်ပြောဆိုပါရတယ်။တိုင်းပြည်ပြည်ထနာကသူတို့ဖန်တီးခဲ့တာပဲ။ သူတို့ဖန်တီးတဲ့ပြဿနာကိုသူတို့ကဖြေရှင်းနိုင်တယ်လို့ပြောနေတာကပြည်သူလူထုကိုလှည့်ဖျားနေတာပဲဒီအခြေအနေမှာအခုလုံနေတဲ့ရွေးကောက်ပွဲကလည်းစစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီကအာဏာရယူဖို့တေချာနေတဲ့အခြေအနေလို့မြင်ပါတယ်ကြံတဲ့ပါတီတွေကတော့ဖဲဝိုင်းစကားနဲ့ပြောရင်အိမ်ဖြေပေါ့အနိုင်ယူမဲ့သူကသူတို့ပဲဆိုတာပိုပြီးထင်ရှားလာတယ်လို့ပြည်တွင်းမှာဝါရင်သတင်းစာဆရာတဦးကသုံးသပ်ပြောဆိုပါတယ်ကျန်းဖို့ပါတီကလာမယ့်ရွေးကောက်ပွဲမှာ အမတ်နေရာတထောင်ကျော်ဝင်ရောက်ရှင်းပြန်စည်ရင်တွင်တာပြီးမင်းအောင်လိုင်းစစ်လွတ်လိုက်တဲ့စစ်တပ်မှဗိုလ်ချုပ်ကြီးများမှလည်းချက်ဖို့ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ရောက်ရှင်းပြန်ကြမှာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြိုင်မြို့နယ်မှာတွဲမပြူစောတိရွာမှငားမြရန်ထွက်လာတဲ့စစ်သားများပြစ်ခတ်ခံရပြီးသုံးဦးသေဆုံးကတနက်တလတ်သိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းမြိုင်မြို့နယ်တွဲမပြူစောတိရွာမှငားမြရန်ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ရမှာ ၃ဦးသေဆုံးပြီးတနတ်တလက်တင်းဆဲရရှိခဲ့ကြောင်းဒေတာရင်းသတင်းရင်းမြစ်နဲ့ဒေတာပြည်သူများကပြောဆိုပါတယ်။ဒီကနေ့စက်တင်ဘာလ28ရက်နေ့မှာမြိုင်မြို့နယ်တောင်ပိုင်းမှာတွင်းမပြူစောတီရွာမှထွက်လာတဲ့စစ်သား၅ဦးဟာရွာအနောက်ဘက်မှာရှိတဲ့ဆေးမငါးများရန်ထွက်လာစဉ်ဒေါ်လာရေးတပ်ဖွဲ့ရင်းနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှ၃ဦးသေဆုံးက MA အမျိုးအစားတနတ်တလက်နဲ့ခင်းရများတင်းဆဲရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ မြိုင်မြို့နယ်တောင်ပိုင်းတွင်းမှပြူစောတိရွာကစစ်ခွေးတွေကရွာနောက်ဘက်မှာရှိတဲ့ဆင်မငါးများဖို့ထွက်လာတော့တော်လိုင်းတပ်ဖွဲ့တွေနဲ့ပြစ်ခတ်မှုဖြစ်ပွားတာလို့သိရှိရပါတယ်။စစ်ခွေးငါးကောင် ထွက်လာတာသုံးကောင်တိတ်ပြီးတနက်တက်လက်ရတယ်လို့သိရတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြိုင်မြို့နယ်အတွင်းမှာရှိတဲ့မြစ်တီတော်လိုင်းအဖွဲ့ကလှုပ်ဆောင်ခဲ့သည့်ကိုတော့ထုတ်ပြန်ထားခြင်းမရှိသေးပါဘူးခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အုတ်ဖို့မြို့နယ်မှာစစ်မှုထမ်းခြေလောင်းစဉ်ကောက်ခံပြီး ငွေကြီးမပေးနိုင်သူတွေကိုစစ်တပ်ခေါ်ရေးပေါ်တာဆွဲဖမ်းဆီးနေတဲ့ရာအိမ်မှုမြင့်အောင်ပြစ်ခတ်ခံရပြီးတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာစစ်မှုတန်းကြီးလောက်စင်ကောက်ခံပြီးငွေကြီးမပေးနိုင်သူတွေကိုစစ်တပ်ခေါ်ရေးပေါ်တာဆွဲဖမ်းဆီးနေတဲ့ရာအိမ်မှုမြင့်အောင်ပြစ်ခတ်ခံရပြီးတေဆုံးခဲ့ကြောင်းတာယာဝရီခိုင်တရင်383ညနဲ့တခွင်းက Black Tiger ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါရယ်စက်တင်ဘာလ29ရက်နေ့မွန်လွင်12:55မိနစ်ခန့်မှာ အုပ်ဖို့မြို့နယ်ရှန်ကုန်းရွာယာအိမ်မှုမြင့်အောင်ကိုတာယာဝရီခိုင်တရင်383ညနဲ့တခွင်းက Black Tiger ပျောက်ကြားဖွဲ့မှတော်လိုင်းရဲဘော်တွေက၎င်းရဲ့နေအိမ်အတွင်းတွားရောက်ပစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီလိုပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာတော်လိုင်းရဲဘော်တွေကိုယာအိမ်မှုမြင့်အောင်ကစစ်သားများထင်မှတ်ပြီးမင်းမြန်းကအိတ်ခံရန်လှုပ်ဆောင်နေစဉ်တနက်နဲ့၄ချက်ပစ်ခတ်တိုက်ခတ်ခဲ့ပြီးရင်ဘတ်ကိုကြည်၃ချက်ထိမှန်က နေရာမှာပင်တိုက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ိဆုံးသွားတဲ့ယာယီမှုမြင့်အောင်ဟာစစ်မှုတန်ဟောင်းတဦးဖြစ်ပြီးအကြံဖတ်စစ်တပ်ရဲ့အမခန့်တောက်တိုင်တဦးလည်းဖြစ်ကြောင်းဒါအပြင်စစ်မှုတန်ကြီးလို့ဆိုကာပြည်သူများထံမှငွေကြေးများအတင်းကျပ်ကောက်ခံခြင်းစစ်မှုတန်ကြီးမပေးသူတွေကိုစစ်တပ်ခေါ်ကဖမ်းဆီးခိုင်းခြင်းလူငယ်များအားစစ်မှုတန်ရန်အတင်းကျပ်စူဆောင်းခြင်းများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ကျွန်တော်တို့ရဲဘော်တွေအိမ်ထဲဝင်သွားတော့စစ်ခွေးတွေတင်ပြီးဆရာတို့ကဘေးတက်စိတ်ကလည်းမေးတယ် ဆရာတို့လက်ဖဲရည်ကျန်းတောက်ပါအောင်လက်ဖက်တုပ်အောင်ပဲပြောပြီးထားတဲ့အချိန်မှာတနက်နဲ့လေးချက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါကြီး၃ချက်ပဲထွက်ခဲ့လို့၃ချက်လုံးထိမှန်ပြီးသိဆုံးခဲ့တယ်အဲ့ဒီအိမ်နဲ့မိုင်ဝက်လောက်ဝေးတဲ့နေရာမှာခမရ၆ကစစ်ခွေးတက်တွေရှိတယ်စစ်ခွေးတက်တွေရှိတော့ကျွန်တော်တို့ရဲဘော်တွေကိုစစ်ခွေးတွေလို့သူကထင်သွားတာလို့တာယာဝရီခင်တရင်၃၈၃၂တက်ခွင်းက Black Tiger ပျောက်ကြားတက်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် တာယာဝရီခိုင်တရင်383နှစ်တခွင်းက Black Tiger ပြောက်ကြတပ်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေကြတဲ့အကြံဖတ်စစ်အုပ်စုအပြင်၎င်းတို့ရဲ့တောက်တိုင်တွေကိုလည်းတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးတွာလာနေထိုင်ခြင်းများမပြုလုပ်ကြပါရန်အသိပေးပြောဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ကျင်းနီစီမံကိန်း short tight ဒုံးနဲ့ပြစ်ခတ်ခံရပြီးနောက်လုပ်ငန်းယာယီရက်ဆိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းရင်းမာဘဲနဲ့စာလင်ကြီးမြို့နယ်တွေကတရုတ်နဲ့စစ်အုပ်စုပူးပေါင်းကကျင်းနေတူးနေတဲ့မြန်မာဝန်ပောင်နဲ့မြန်မာရန်စီကုမ္ပဏီတွေစက်တင်ဘာလ29ရက်နေ့ကရှော့တိုက်တုံးလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်လုပ်ငန်းတွေယာယီရဆိုင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။တောင်တွေပြိုကကျင်းနေတူးနေတဲ့တရုတ်ပိုင်ရန်စီကုမ္ပဏီအတွင်းကိုစက်တင်ဘာလ29ရက်နေ့ကရှော့တိုက်တုံးခုနှစ်လုံးကြားရောက်ပောက်ကွဲခဲ့တာကြောင့်လုပ်ငန်းခွင်လုံခြုံရေးအတွက်ယာယီရနှားလိုက်တာလို့ဆိုပါတယ်။ ဘယ်သူပေဝါကထုတယ်တော့မသိဘူးကုမ္ပဏီကရန်ရရတွေစက်တွေ ရက်သွားတယ်လူအထီးခိုက်တော့မကြဘူးအလုတ်ယုံတွေနားကြတယ်ဆိုတဲ့အတွင်းသတင်းတော့ရတယ်လို့ဒေသခံတအူးက MFP ကိုပြောပါတယ်ရှော့တိုက်တုံးခုနှစ်လုံးခန့်ဟာစစ်ရုံဝင်းအတွင်းတဲကဆဲလိုင်းတွေဟောရုတ်တွေနဲ့စက်ကြီးပြင်အလုတ်ယုံနားတွေကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်စစ်အုပ်စုလက်နက်ကင်တွေလုံခြုံရေးယူပေးနေတဲ့တရုတ်ကုမ္ပဏီတွေကိုပဲအဖွဲ့စည်းကပြစ်ခတ်တယ်ဆိုတာကိုတော့မသိရှိရသေးဘူးလို့ဆိုပါတယ် စစ်အာဏာသိမ်းပြီးနောက်ဝန်ထမ်းအများအပြား CDM မှာပါဝင်တာကြောင့်မြန်မာဝန်ပေါင်ကြီးနီစီမံကိန်းမှာတရုတ်တွေကြီးနီမတူနိုင်ပဲကာလကြာရှည်လုပ်ငန်းတွေရပ်နားခဲ့ရပြီးပြီးခဲ့တဲ့လတွေအတွင်းကမှဒေသခံ NaN CDM ဝန်ထမ်း3000လောက်နဲ့ပြန်လည်လည်ပတ်နေတာဖြစ်ပါတယ်။လက်ရှိမှာတရုတ်တွေကစစ်ရုံဝန်ထမ်းတွေအပေါ်အခွင့်အရေးအပြည့်အဝမပေးတယ်လို့လူကြုံရေးအတွက်လည်းအာမခံချက်မပေးထားဘူးလို့ဆိုပါတယ်။တရုတ်တွေ2ဖို့ထုတ်လုပ်တဲ့ ကျင်းညီတွေကိုစစ်အုပ်စုကစစ်တင်းမော်ရီနဲ့တိတ်ထုတ်ပေးနေပြီးဝမ်ပောင်လက်ပောင်းတောင်စီမံကိန်းကကျင်းညီတွေကိုစောင်းလင်းကြီးနဲ့တတော်ကြီးရွာစေကန်းကနေတိတ်ထုတ်ကရန်စီစပေတောင်ကျင်းစင်တောင်စီမံကိန်းကထွက်ရှိတဲ့ကျင်းညီတွေကိုတော့ကြောင်မြတ်တောင်ရွာစေကန်းကနေတည်ဆောင်ကြတယ်လို့ဒေသခံတွေကပြောပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မန္တလေးစေယုံကြီးမှစေကူတမှုခံယူနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဝန်ကြီးချုပ် NLD ဘိုဟိုအလုံးမှုဆောင်အဖွဲ့ဝင်ဒေါက်တာမြင့်နိုင်ဟာမန္တလေးစေယုံကြီးမှာစီကူတမှုခံယူနေရတယ်လို့ယုံကြည်စိတ်ချရတဲ့သတင်းရှင်းမြစ်ကပြောဆိုပါတယ်ဒေါက်တာမြင့်နိုင်မန္တလေးစေယုံကြီးရောက်နေတာ confirm ပါစေယုံမှာအရက်ဝက်နဲ့အဆောင်ရှောက်များစွာချထားပါတယ်လို့သူသတင်းရှင်းမြစ်ကပြောဆိုပါတယ်ဒေါက်တာမြင့်နိုင်ရဲ့ကျန်းမာရေးအခြေအနေဟာစိုးရင်ရတဲ့အခြေအနေမဟုတ်ပေမဲ့လည်းမိသားစုနဲ့တွေ့ခွင့်ရမရမသိရှိရတဲ့ကြောင့်၎င်းကဆက်ပြောပါတယ်အရင်ကတည်းကသွေးတိုးစီးကြော နှလုံးအခံတွေရှိတော့အဲ့ဒါတွေနဲ့ပတ်သက်မယ်ထင်ပါတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့မှစတင်ကဒေါက်တာမြင့်နိုင်ဟာမန္တလေးဆေးရုံမှာဈေးကူတမှုခံယူနေရခြင်းဖြစ်ပြီးမြည်သည့်ယောဂါကြောင့်ဈေးကူတမှုခံယူနေရကြောင်းကိုမသိရှိရသေးတယ်လို့မေဆီမအနေနဲ့လဲတရားတည်ပြုရန်ကြိုးစားနေပါတယ်။စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို2022ခုနှစ်ဩဂုတ်လ2ရက်နေ့မှာမုံရထောင်မမြင့်ကျန်ထောင်ကိုစစ်ကော်မရှင်ကရွှေ့ပြောင်းလိုက်ပါတယ်။ NLD ရဲ့ဘူအလုံးမှုဆောင်ဖွဲ့ဝင်တဦးဖြစ်တယ်လို့စကိုင်းတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ဒေါက်တာမြင့်နိုင်ကိုစစ်ကောင်စီကအာဂရိခုနှစ်မှုအပောင်းအဝင်စုစုပေါင်းဆင်မှုနဲ့စစ်ဆွဲက2025နှစ်ချမှတ်ထားပါတယ်။အဲ့ဒီလိုထောင်တန်းများနဲ့ပတ်သက်ပြီးဒေါက်တာမြင့်နိုင်ကအယူခံမတက်တဲ့ဂုံတိတ်ခါကြတယ်လို့ပြောထားပါတယ်။ထို့ကြောင့်၎င်းရဲ့အမှုဆင်မှုကိုအယူခံတက်ထားခြင်းမရှိပါဘူး။ဒေါက်တာမြင့်နိုင်ဟာလက်ရှိမှာအသက်84နှစ်အရွယ်ရှိပြီဖြစ်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့အတူ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ခဲ့ခြင်းကြောင့်စစ်အာဏာရှင်ဟောင်းပူဇော်မူကြီးတန်းရွှေလက်ထက်မှစပြီးထောင်ဒဏ်များကြားခံခဲ့ရပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်2021ခုနှစ်ဖေဖော်ဝါရီလမှစတင်ကဖမ်းဆီးခံခဲ့ရသူစုစုပေါင်း2938ဦးထိရှိပြီးထို့အထက်မှ2452ဦးထိန်းသိမ်းခံထားရက1121ဦးကတော့ထောင်ဒဏ်များချမှတ်ခံထားရတယ်လို့နိုင်ငံရေးအကျဉ်းသားများကကြေညာဆောင်ရွက်ရေးအသင်း AAPP ရဲ့စက်တင်ဘာလ26ရက်နေ့စင်းများအရာသိရှိရပါရခင်ဗျာအဲဒီနောက်ကုလစင်မြင့်မှာစစ်အုပ်စုကိုယ်စားလှယ်မတွေ့ရဆိုတဲ့စောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်စစ်အုပ်စုဟာတန်တမာရေးအရာအောင်ပွဲခံနေပြီးဆိုကပြောဆိုရေးသားမှုများရှိနေပါတယ်ရင်းဟာမင်းအွန်လိုင်းတရုတ်ပြည်ရောက်ရှိပြီးရှီကျင့်ပြင်းနဲ့၎င်းမိုဒီနဲ့၎င်းမော်စကိုမှာပူတင်နဲ့၎င်းလက်ဆွဲနှုတ်ဆက်ခွင့်ရသွားတီကိုညီညွတ်ပြောဆိုနေကြခြင်းဖြစ်ပါတယ် တရုတ်ရုရှားအိန္ဒိယတို့ကမင်းအွန်လိုင်းအာနာသိမ့်ပြီးချိန်ကနေစတင်ကခိုးကြောင်ခိုးဝက်ထောက်ခံနေကြပြီးယခုမှလူမြင်ကွင်းထွက်၍လက်ဆွဲနှုတ်ဆက်နေကြခြင်းဖြစ်ပါတယ်။သို့သော်၎င်းသွားခဲ့တဲ့ခီးစဉ်တွေဟာနိုင်ငံတကာအစည်းအဝေးပေါင်းအတွင်းမှာဖြစ်ပါတယ်။ယခုအထိပေကျင်းနဲ့နယူးဒေလီတို့မှနှစ်နိုင်ငံချစ်ကြည်ရေးအလဲပတ်ခရီးအဖြစ်တီးခြားဖိတ်ခေါ်ခံရခြင်းမရှိသေးပါဘူး။ငကိုကလေးကထောက်ခံနေသူများလူမြင်ကွင်းထွက်လာပြီးနှုတ်ဆက်နေကြသည်ကိုကြည်ကား စီအုပ်စုတန်တမန်ကြီးအရာအောင်ပွဲရနေပြီလို့ပြောဆိုနေခြင်းဟာအမှန်တရားနဲ့နှိစမှုမရှိဖြစ်နေပါတယ်။တခုရှိသည်ကအမျိုးသားညီညွတ်ရေးအစိုးရရဲ့မိတ်ဆွေရင်းချကြီးဖြစ်တဲ့တီမောကိုလက်တလုံးမှဆုံရှုံသွားခဲ့ရသည်သာရှိပါတယ်။တီမောရဲ့စီအုပ်စုအားရဲရဲတောက်ဆန့်ကျင်နေမှုကိုအာဆီယံနိုင်ငံတွေကမကြိုဆိုတဲ့အတွက်နောက်ဆုံးမှအသင်းဝင်ခွင့်ရဖို့အလျှော့ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်အင်ဖြူတော်ပြန်ရောက်လာတဲ့အချိန်ကစတင်ပြီး Liberal Democracy ဟာ ကမ္ဘာစာမျက်နှာမှာနေရာပေးခြင်းမခံရတော့ဘဲမင်းမိန်စာပြုတ်နေပါတယ်။ Populism ခေတ္တလာတဲ့အတွက်နိုင်ငံအများပြားဟာလည်းထိုအကြောင်းကိုရှည်တမ်းမတင်ရဲကြတော့အင်္ဂလန်မှာပင် Make England Great Again ဆိုတဲ့ကျူးကျော်တဲ့ခေတ်စာလာပါတယ်။အဲ့ဒီလိုပြောင်းလဲလာနေတဲ့ကမ္ဘာနိုင်ငံရေးမျက်နှာစာမှာဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရဟာလည်းတန်တမာရေးအရာထိုးစစ်ဆင်ဖို့ရခင်ကထက်အစာပေါင်းများစွာပိုခက်ခဲလာနေရပါတယ်။ ဒီအတွက်ရှေ့လျှောက်ဂီယာချိန်နိုင်ရန်စက်တင်ဘာလ၄ရက်နေ့မှာ NUG ခေါင်းဆောင်ပိုင်းဟာဘယ်ဂျီယမ်မှာတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။စေအုပ်စုကတော့အာနာရှင်များနဲ့အတင်းကာယောဖလက်တကင်လှုပ်၍ရနေစေဖြစ်ပါတယ်။၎င်းတို့ကိုလည်း one of us အဖြစ်လက်ခံနေကြခြင်းသာဖြစ်ပါတယ်။၎င်းတို့ထက်ပို၍ခေါင်းထောင်မလာနိုင်သူကိုကုလသမဂ္ဂစင်မြင့်မှာထက်၍တွေ့လာရပြန်ပါတယ်။ကမ္ဘာနိုင်ငံအသီးသီးမှခေါင်းဆောင်များနိုင်ငံခြားရေးဝန်ကြီးများအသီးသီးမိကွန်းပြောနေကြချိန်မှာ မင်းအွန်လိုင်းအဖို့ကအနာကက်ခွင့်မရရှာတဲ့အတွက်ကာစစ်စတမ်မှာမြည်သွုံးများဖြစ်မလာနိုင်တဲ့တရုတ်ရဲ့ရန်ဝန်းနဲ့လမ်းစီမံကိန်းပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့အရင်မရအဖက်မရအကြောင်းအရာများပြောရင်ဓပ်ပုံရိုက်ခံရင်လှစ်ပတ်အချိန်ဖြုံးနေရပါတယ်။တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင်ပင်ဘာတကူးမြမေမေရရလုံးမပြနိုင်ပဲနိုင်ငံတကာစီမံကိန်းတွေကိုအကောင့်ထဲပို့ဖို့ပြောဆိုနေခြင်းသာဖြစ်ပါတယ်။ကုလစင်မြင့်မှာပြောခွင့်ရသူတွေကတော့မြန်မာအကြောင်းကိုပြပြနေနေပြောကုန်ကြပြီဖြစ်ပါတယ်။ ီအထဲမှာအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကအာဆီယံရဲ့အချက်၅ချက်အပေါ်မှာယုံကြည်မှုရရှိရန်ဆက်၍ကြိုးပမ်းသွားမယ်လို့ပြောဆိုသွားခဲ့ပါတယ်။မြန်မာမှာသဘောတူထားပြီးဖြစ်တဲ့အပြစ်ခတ်ရဲစဲရေးကိုချိုးဖောက်မှုများပေါ်လွန်စွာစိတ်ပြတ်မိကြောင်းလည်းထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်။စေအုပ်စုတည်ထားရမီကမြန်မာဟာတတိတခြားကြီးယက်တီနေခြင်းမဟုတ်ဒေတာရင်းအစိအပိုင်းဖြစ်ပါဝင်နေသည်ဆိုတာကိုသတိမူတင်ကြောင်းပြောသွားခဲ့ပါတယ်။မိမိတို့ကိုပြစ်ပယ်ပြီး တရုတ်မျက်နှာကိုပဲကြည့်၍လုံ၍မရဘူးလို့လည်းဆိုလိုခြင်းဖြစ်ပါတယ်။ယခုအခါအင်အားကြီးနိုင်ငံများရဲ့ပြိုင်ဆိုင်မှုဟာတောင်တရုတ်ပင်လယ်အတွင်းမြန်မာတို့ဘာကူးဆက်ပြန့်နှံ့လာတော့မယ့်အရေးကိုစိုးရိမ်မကင်းဖြစ်စပြုလာပါတယ်။တရုတ်နဲ့တစောင်းစီးနဲ့မျက်ချီးဖြစ်နေတဲ့ဖိလစ်ပိုင်ဟာနောက်နှစ်မှာအာဆီယံဥက္ကဋ္ဌဖြစ်တာဝန်ယူရတော့မှာဖြစ်တဲ့အတွက်တရုတ်ခြေလှယ်မှုကိုစန့်ကျင်သွားမယ့်တခုတည်းသောနိုင်ငံလည်းဖြစ်ပါတယ်။ဆေအိုစုဟာအနောက်ဘက်ချမ်းမာလင်း၎င်းတို့လူတော်တူ၍မရဖြစ်နေတဲ့ ရိုဟင်ဂျာပြည်ထနာနဲ့ရင်ဆိုင်နေရပြန်ပါတယ်ဘင်္ဂလားဒေ့ရှ်အိန္ဒိယနိုင်ငံကြောင့်ရိုဟင်ဂျာများပြီးရင်ဒုတိယမြောက်ဒုက္ခရောက်နေတဲ့နိုင်ငံဖြစ်တယ်လို့ခေါင်းဆောင်ဖြစ်သူမိုဟာမက်ယူနက်စ်ကကုလသမဂ္ဂထွေထွေညီလာခံမှမိကွန်းပြောကြားရာမှာထည့်သွင်းပြောဆိုသွားခဲ့ပါတယ်မြန်မာဟောင်းဒေတာတည်ငြိမ်ရေးကိုချင်းချောက်နေရုံမကရိုဟင်ဂျာများလုံခြုံစိတ်ချစွာနေရပြန်ရေးအလားအလာများပါပြတ်သုံးနေပြီလို့ဆိုပါတယ်ယခုအခါအကူအညီများဖြတ်တောက်ခံရရတဲ့အတွက်ရိုဟင်ဂျာများအားတလှလျင် 6ဒေါ်လာနှုန်းနဲ့သာကျွေးနိုင်တော့မှာဖြစ်တဲ့အတွက်အငက်ဘေးနဲ့ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်နိုင်ငံတကာအနေနဲ့ပို၍တာဝန်ယူပေးကြပါရန်နဲ့စစ်အုပ်စုနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုလည်းစတ်တက်တပိုးတိုး၍ဖိအားပေးကြပါရန်တောင်းဆိုသွားခဲ့ပါတယ်ယူနိုစာစက်တင်ဘာလ30ရက်မှာနယူးယောက်မှာရိုဟင်ဂျာအရေးရန်ပုံငွေများရရှိရန်နဲ့တိတန့်ခိုင်မြဲတဲ့ဖြည့်ရှင်းချက်တည်းရရှိရန်အတွက်ထိပ်သီးဆွေးနွေးပွဲခေါ်ယူထားပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်အတွင်း လူတသိန်းခွဲခန့်ထပ်မံထွက်ပြေးလာခဲ့တယ်လို့ဆိုပါတယ်။ထို့သောသောအခြေအနေများကြားမှာစစ်အုပ်စုကို၎င်းတို့ပါလို့လို့ထောက်ခံနေတဲ့ရုရှားနဲ့တရုတ်တို့မှလွဲပြီးအခြားမြေသည့်နိုင်ငံတွေကထောက်ခံရေးကြပေမိနီ။တရုတ်ဟာလက်ရှိကမ္ဘာစနစ်ကြီးအားနိုင်ငံပေါင်းစုံတက်ညီလက်ညီဦးဆောင်မဲ့ multilateralism နဲ့တွားမယ်လို့ပြောဆိုနေပေမဲ့လည်း၎င်းတို့ရဲ့မြန်မာအရေးကင်တွယ်မှုကိုကြည့်၍မိသူကစိတ်ချယုံကြည်ပေမိနီ၎င်းတို့လိုလားတဲ့လူတွေကိုအာဏာသိမ်းခိုင်းပြီးဆိုက မခက်ပေလောလို့တွေးတောနေကြမိတာဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားတော်စစ် မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလို့ဆုံးတိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပါတဲ့တော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လဲချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ